လူမျိုးတုံးတပြည့်မှုနဲ့မယုံနိုင်လောက်အောင်ရက်ဆက်စမ်းကြုံမှုတွေကိုပုံဖော်ထားတဲ့နာမည်ဆိုးကြီးတစ်ခုကကမ္ဘာသမိုင်းမှာဆူဆူဝါးတည်ရှိခဲ့ပါတယ်။သူကလူသမောင်းများစွာကိုမီးလောင်တိုက်သွင်းပြီးတော့စနစ်တကျဖျက်ဆီးတပ်ဖြတ်မှုကိုကျူးလွန်ခဲ့တဲ့သူပါ။သူရဲ့ဘဝကသူရဲ့ကောင်းဆန်ဆန်အဖြစ်ပျက်တစ်ခုမဟုတ်ပဲနဲ့အစွန်ရောက်ဝါရရဲ့ဆိုးရွားတဲ့အကျိုးဆက်တွေအတွက်သတိပေးချက်တစ်ခုလို့ပြောရင်လည်းမှားမင်မထင်ပါဘူး။ဟုတ်ပါတယ်သူကတော့အားလုံးသိကြတဲ့လူသားမွန်စတာအဒော့ဖ်ဟစ်တလာပါ။ ။ဒါကြောင့်အခုဗီဒီယိုထဲမှာတမိုင်းဝင်လူဆိုးကြီးဟစ်တလာရဲ့ဘလိုဘဝအတွေ့အကြုံတွေကသူ့ရဲ့နိုင်ငံရေးအမြင်ကို ပြောင်းလဲစေခဲ့တာလေ။ဒီမိုကရေစီစနစ်ကိုဖျက်ဆီးပြီးတော့ဖက်ဆစ်အာဏာရှင်စနစ်ကိုဟစ်တလာဘလိုတိဆောက်ခဲ့လဲ။လူမျိုးတုံးတစ်ဖက်မှုကိုကျူးလွန်ခဲ့တဲ့ဟစ်တလာရဲ့ဘဝကဘလိုအဆုံးသတ်သွားတာလဲ။စာရတွေကိုဆွေးနွေးပေးသွားမှာပါ။ Meine Arbeit für Richtigkeit, ob du glaubst dass ich fleißig gewesen bin, dass ich gearbeitet habe, dass ich mich in diesen Jahren für dich eingesetzt habe, dass ich anständig meine Zeit verwendet habe im Dienste meines Volkes. Gib du jetzt eine Stimme ab. Wenn ja, dann tritt für mich ein, so wie ich für dich eingesetzt habe. စရောသူရဲ့နာမည်ကိုကြားလိုက်တာနဲ့လူများကကြောက်ကြတဲ့အစွန်ရောက်ဝါရပိုင်ရှင် Adolf Hitler ရဲ့ဘဝအစကတော့ဒီလိုပါ1889ခုနှစ် April 20ရက်နေ့တွင် ။ဩစတြေးလျဂျာမန်နေဆက်ကအထက်ပိုင်းဩစတြေးလျပြည်နယ်မှာရှိတဲ့ဘရနော်အင်မလို့ခေါ်တဲ့မြို့ငယ်လေးမှာအဒော့ဖ်ဟစ်တလာကိုမွေးဖွားခဲ့ပါတယ်။သူရဲ့ဖခင်အလွိုက်စ်ဟစ်တလာဟာအကောက်ခွန်အရာရှိဖြစ်ပြီးတော့မိခင်ကလာရာကဆင်းရဲတဲ့လယ်သမားမိသားစုကပါ။ဟစ်တလာရဲ့မိသားစုဟာငွေကြေးအဆင်ပြေပေမဲ့အလွိုက်စ်ကအာနာရှင်ဆန်တဲ့သူဖြစ်တာမို့လို့ငယ်ရွယ်တဲ့အဒော့ဖ်ဟစ်တလာက သူ့ဖခင်ရဲ့ဒေါသအောက်မှာ မကြာခဏဆိုသလိုရောက်ရှိနေခဲ့ရပါတယ်။ မူလာလန်ကျောင်းမှာဟစ်တလာကထူးချွန်လာကြောင့်လူကြိုက်များတဲ့ကလေးတယောက်လည်းဖြစ်ခဲ့ပါတယ်။အထက်တန်းကျောင်းရောက်တဲ့အခါမှာတော့ဟစ်တလာကအထီးကျန်တယ်လို့ခန်းစားလာရပါပြီ။ဒါကြောင့်စာတင်ရမယ့်စာဘဝစစ်ပွဲကတိုက်ပွဲတွေကိုပြန်တရုပ်ဖော်ရတာကိုပို့ပြီးတော့မှနှစ်သက်ခဲ့ပါတယ်။အသက်16နှစ်မှာတော့ဟစ်တလာကဘာရည်ချင်းမှမရှိဘဲနဲ့ကျောင်းထွက်ခဲ့ပါတယ်။ဟစ်တလာကဗကြီးဆရာတယောက်ဖြစ်ချင်ခဲ့တာပါ။သူ့ရဲ့ဖခင်ကသူ့ရဲ့အိမ်မက်ကိုလက်မခံခဲ့ပေမဲ့ 1903ခုနှစ်သူဖခင်တေဆုံးပြီးနောက်ပိုင်းမှာတော့ဟစ်တလာကသူ့ရဲ့အိမ်မက်ကိုအကောင့်ထည့်ဖော်ဖို့စ조사ခဲ့ပါတယ်။သူကဗီယက်နာအနုပညာတက္ကသိုလ်ကိုရှောက်ခဲ့ပါတယ်။ဒါပေမဲ့1908ခုနှစ်အောက်တိုဘာလမှာချက်ချင်းညှင်းပယ်ခံခဲ့ရပါတယ်။ကျောင်းကနေအငင်းခံရပြီးတိတ်မကြခင်မှာဟစ်တလာရဲ့မိခင်ကလာရာကတေဆုံးသွားခဲ့ပါတယ်။အဲဒီနောက်သူကဗီယက်နာကိုပြောင်းရွှေ့သွားပြီးတဲခိုခန်းတွေမှာအိပ်စက်ခဲ့ပါတယ်။ ပို့စကတ်တွေကိုစေးချဲ့ရင်လည်းမသေးချာမရေရာတဲ့ဘဝကိုဖျက်ဆီးနေခဲ့တာပါဒီချိန်မှာပဲသူဟာဂျာမနီနဲ့ဩစတြီးယားကို ပေါင်းစည်းလိုတဲ့စိတ်ဆန္ဒတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်ဒါကဗီယက်နာမ်မြို့တော်ဝန်ခါလူးခါရဲ့စီမစ်တင်မူဝါဒစန့်ကျင်ရေးဟာသူ့ကိုလွှမ်းမိုးနေခဲ့တာကြောင့်မို့လို့ပါဒါအပြင်ဟစ်တလာကဩစတြီးယားဟက်ဘတ်အင်ပါယာရဲ့လူမျိုးပေါင်းစုံ ဖွဲ့စည်းမှုကိုမုန်းတီးနေခဲ့တာပါ။ဒါကြောင့်စစ်မှုထမ်းတာကိုရှောင်ရှားဖို့ဆုံးဖြတ်ပြီးတော့1913ခုနှစ်မှာ မြူးနစ်ကိုပြောင်းရွှေ့ခဲ့ပါတယ်။1914ခုနှစ်မှာတော့တကဘာလုံးဟာတခါမှမကြုံတွေ့ခဲ့ဘူးတဲ့စစ်ပွဲတဲကိုရောက်ရှိခဲ့ပါတယ်။ဒီချိန်မှာဟစ်တလာကသူ့ရဲ့တစ္ဆာစောင့်တိမှုကိုဂျာမနီတွေကိုတတ်သိပြချင်းခဲ့တာကြောင့်မလို့စစ်မှုထမ်းမှုအချက်ချင်းပဲစရင်သွင်းခဲ့ပါတယ်။စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ရင်းတဲ့ဟစ်တလာကသူ့ရဲ့ကိုယ်ရည်ကိုယ်သွင်းတဲ့ဒီစစ်မှုထမ်းတာကဂျာမနီစစ်တပ်အတွက်လုံးဝကိုက်ညီတယ်ဆိုတာကိုသိသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ပြင်သစ်နဲ့ဘယ်ဂျီယံမှာရှိတဲ့ဂျာမနီစစ်တပ်တို့စစ်မှုထမ်းရင်သူ့ရဲ့ရဲရင်မှုတို့နှစ်ကြိမ်တိုင်တိုင်ဆုချီးမြှင့်ခြင်းခံခဲ့ရတာပါ။1916ခုနှစ်မှာတော့ဟစ်တလာဟာသွေးချောင်းစီးတိုက်ပွဲတစ်ခုဖြစ်တဲ့စွမ်းမာဒဏ်ရာရရှိခဲ့ပါတယ်။သူပြန်ပြီးကျန်းမာလာတဲ့အခါမှာတမူထူးခြားတဲ့နှကမ်းမွေးတွေကိုထားရှိခဲ့တာမို့လို့ဒီနှကမ်းမွေးကိုမြင်လိုက်တာနဲ့ဒါကဟစ်တလာပဲဆိုတာယနေ့ခေတ်လူတွေကတော့သိကြမှာပါ။1918ခုနှစ်နိုဝင်ဘာလမှာဗြိတိရှားတွေရဲ့တိုက်ခိုက်မှုကြောင့် ဟစ်တလာကဒုတိယအကြိမ်ဒဏ်ရာရခဲ့ပါတယ်။သူပြန်လည်သက်သာလာတဲ့အချိန်မှာမထင်မှတ်ထားတဲ့ကိစ္စတစ်ခုဟာဖြစ်သွားခဲ့တာပါ။အဲ့ဒါကဂျာမနီကအញ្ញံခံသွားခဲ့တဲ့ဖြစ်ရပ်ပါ။အញ្ញံမခံခင်ပြည်တွင်းမှာပြင်းထန်တဲ့မကျေနပ်မှုတွေရှိခဲ့ပြီးတော့စစ်မြေပြင်မှာရှုံးနိမ့်နိုင်ခြေကိုဂျာမနီကရင်ဆိုင်နေခဲ့ရပါတယ်။ဒီလိုရင်ဆိုင်နေရတာကြောင့်ဂျာမနီကအကြီးအကဲတွေဟာအပြစ်တင်ဖို့အတွက်တစုံတရာကိုရှာဖွေခဲ့ကြပါတယ်။ ဲ့ဒီတစုံတရာကဂျာမန်အင်ပါယာမှာရှိတဲ့ပါတီတွေဖြစ်နေခဲ့တာပါဆိုတော့သူတို့ကိုအစိတ်ခွက်တစ်ခုကိုပေးအပ်ပြီးတော့မှအပြစ်ပေးခဲ့တယ်လို့ဆိုရမှာပါဒီပါတီတွေကပိုဩဇာညောင်းပေမဲ့ရှုံးနိမ့်မှုကသူတို့ကြောင့်ဖြစ်ခဲ့တယ်လို့ယူဆခဲ့တာကြောင့်လည်းပါပါတယ်ဒီလိုအညံ့ခံလိုက်ရတာကတခြားသူတွေလိုပဲဟစ်တလာကဂျူးတွေနဲ့ဆိုရှယ်လစ်တွေကဂျာမန်စစ်တပ်ကိုတစ်ဆာဖောက်လိုက်တာကြောင့်လို့မြင်ခဲ့တာမို့လို့အမျက်ဒေါသလည်းထွက်ခဲ့ရပါတယ် ဒီချက်ကြောင့်ပဲသူ့အနေနဲ့နိုင်ငံရေးထဲကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့တာပါ။ဆိုတော့သူဝင်ရောက်ခဲ့တဲ့ပါတီကအစွန်ရောက်ယူဝါဒတွေရှိတဲ့နာဇီပါတီပါ။ဟစ်တလာရဲ့ဟောပြောတဲ့စွမ်းရည်ကသူ့ရဲ့ပါတီအစ်မသူ့ကိုထိတ်ဆုံးထိရအောင်ကူညီပေးခဲ့ပါတယ်။ဟစ်တလာက1920ခုနှစ်ဖေဖော်ဝါရီလမှာမြူနစ်မြို့မှာရှိတဲ့လူ6000နီးပါးရှေ့မှာဟောပြောခဲ့ပြီးတော့ဝါဒဖြန့်ခဲ့ပါတယ်။ဒီလိုဝါဒဖြန့်ခဲ့တာမို့လို့ဟစ်တလာအင်အားကြီးမားလာမှာကိုစိုးရိမ်ကြတဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့အဲ့စိုးရိမ်မှုကအသုံးဝင်ခဲ့ပါအောင်။အဲ့နောက်ဟစ်တလာကပါတီရဲ့တဦးသီးသောခေါင်းဆောင် ဖြစ်လာခဲ့တာပါ။1932ခုနှစ်ဇူလိုင်လရွေးကောက်ပွဲမှာဂျာမန်နိုင်ငံသားတဦးဖြစ်လာတဲ့ဟစ်တလာဟာမဲရလက်39ရာခိုင်နှုန်းကျော်နဲ့နာဇီပါတီကိုဂျာမနီရဲ့အကြီးဆုံးပါတီဖြစ်လာအောင်ဦးဆောင်နိုင်ခဲ့ပါတယ်။ကွန်မြူနတီရဲ့ထောက်ခံမှုများလာတာကိုစိုးရိမ်တဲ့ဂျာမန်သမ္မတဟိုင်တန်ဘတ်ကဟစ်တလာကို အကြီးအကဲရာထူးပေးရမယ်လို့ပြောခဲ့တာကြောင့် ဟစ်တလာကသူ့ရဲ့ယာရူးကိုမြ мян ဆန်ဆန်နဲ့ခိုင်မာအောင်လဲလှုပ်ဆောင်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာသူကအာနာရှင်ဖြစ်လာပြီးတော့သူ့ရဲ့ကိုပိုင်ဥပဒေတွေကိုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။နာစီတွေနဲ့မပတ်သက်တဲ့နိုင်ငံရေးပါတီတွေအဖွဲ့အစည်းတွေနဲ့အလုံသမားသမဂ္ဂတွေကိုဖျက်သိမ်းခဲ့ပါတယ်။နောက်ပိုင်းမှာတော့စစ်တပ်ခေါင်းဆောင်တွေကဟစ်တလာကို အာနာရလာအောင်ကူညီပေးခဲ့တဲ့စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေကိုတရိပ်ထားခဲ့ကြပါတယ်။ဟစ်တလာကအဲ့ဒီစိုးရိမ်မှုတွေကိုရရဆက်ဆက်ဖြေရှင်းပြီးတော့ သူ့ရဲ့ကိုပိုင်အာဏာကိုတည်မြဲစေခဲ့တာပါသူ့ရဲ့ပါတီကိုတန်းစင်ဖို့အတွက်လူရပေါင်းများစွာကိုလည်းလှုပ်ကြံတက်ဖြတ်ခဲ့ပါသေးတယ်ဒီလိုလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့သူကအရာအားလုံးကိုထိန်းချုပ်နိုင်ခဲ့ပါပြီ1933ခုနှစ်မှာနာစီတွေကဂျူးတွေနဲ့သူတို့မလိုလားတဲ့သူတွေကိုလူပွားတွေကနေရှင်းထုတ်ဖို့စ조사ခဲ့ကြပါတယ်ဟစ်တလာကဂျူးလူမျိုးတွေကိုနိုင်ငံသားအဖြစ်ကနေရုပ်သိမ်းပြီးတော့ဂျာမန်တွေနဲ့အိမ်အောင်ပြူတာဒါမှမဟုတ် လိန်ဆက်ဆန္ဒကိုတားမြစ်တဲ့ဥပဒေတွေကိုချမှတ်ခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့လူမဆန်တဲ့လုပ်ရက်တွေကတကယ့်ကိုအော်ဂလီဆန်စရာကောင်းခဲ့တယ်လို့မှတ်ချက်ချရမှာပါ။နောက်ပိုင်းအခြေအနေကိုပြောရမယ်ဆိုရင်ဂျာမနီရဲ့စစ်ရေးအခြေအနေဆိုးရွားလာတာကြောင့်စစ်တပ်ကဟစ်တလာကိုအပြင်းထန်ဆန့်ကျင်လာကြပါတယ်။သူ့ရဲ့အရင်ကတစ္ဆာခံသူတွေဟာသူ့ကိုတင်းစီခြင်းခဲ့ကြပါတယ်။ဒါတွေကြောင့်ဟစ်တလာကတဖြည်းဖြည်းနဲ့ယူသွလာခဲ့တာပါ။ တခါတော့ကဟစ်တလာဟာထိတ်တန်းစစ်ဘက်အကူအညီပေးတဲ့သူတွေနဲ့တွေ့ဆုံနေတဲ့အချိန်မှာဗိုလ်မှူးကြီးကလောက်ပွန်စတက်ဖန်ဘာဆိုတဲ့စစ်တပ်အရာရှိကြီးတဦးဟာအစည်းအဝေးခန်းထဲကလက်ဆွဲအိတ်ထဲမှာဘုံးတလုံးထားခဲ့ပါတယ်။အဲ့ဒီဘုံးကနေ့လယ်၁၂နာရီ၄၂မိနစ်မှာပောက်ကွဲခဲ့တာပါ။ဒီဘုံးကြောင့်စာရေးသူတဦးနဲ့အရာရှိသုံးဦးသေဆုံးခဲ့ပါတယ်။ဟစ်တလာကတော့တစ်သားစပွဲတစ်ခုကကာကွယ်ပေးခဲ့တာကြောင့်မလို့ဒဏ်ရာနည်းနည်းပဲရခဲ့ပြီးတော့အသက်မသေးဘဲနဲ့လွတ်မြောက်ခဲ့ပါတယ်။ ဒီကံကောင်းမှုကလည်းကြာရှည်မခံခဲ့ပါဘူးဟစ်တလာရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာအစပိုင်းမှာအောင်မြင်မှုတွေရခဲ့ပေမဲ့1943ခုနှစ်စတာလင်ဂရတ်မှာကြီးမားတဲ့အရှုံးနဲ့ကြုံတွေ့ရပြီးရနောက်တဖြည်းဖြည်းအာရုံလာခဲ့ပါတယ်မဟာမိတ်တပ်တွေဂျာမနီကိုခြိတက်လာချိန်မှာဟစ်တလာကဘာလင်မြို့ကသူ့ရဲ့မြေရောက်ခန်းထဲမှာပုန်းနေခဲ့တာပါဆိုဗီယက်တပ်တွေကဘာလင်မှာရှိနေတဲ့သူ့ရဲ့မြေရောက်ခန်းကိုချင်းကပ်လာတဲ့အခါမှာတော့ ဟစ်တလာကသူ့ရဲ့ရှုံးနိမ့်မှုကိုရှောင်လွဲလို့မရတော့ဘူးဆိုတာကိုလက်ခံခဲ့ပါတယ်။ဒါကြောင့်သူ့အသက်သူပြန်နှုတ်ယူဖို့ကြံစီခဲ့တာပါ။သူမသေးဆုံးခင်나이အနှဲငယ်လို့မှ၁၇နှစ်ကြာသူ့ဘေးမှာရှိနေခဲ့တဲ့အီဘာဘရောင်းနဲ့လက်ထပ်ခဲ့ပါတယ်။သူတို့ဟာဧပြီလ26ရက်နေ့မနက်အစောပိုင်းမှာလက်ထပ်ခဲ့တာပါ။နောက်တနေ့နေ့လယ်3နာရီခွဲကျော်မှာတော့သူတို့နှစ်ယောက်လုံးကဆာယာနိုက်ပလင်းကိုတောက်ခဲ့ကြပါတယ်။ဝေဒနာကိုမခံစားနိုင်တော့တာမို့လို့ဟစ်တလာဟာ သူ့ခေါင်းကိုသူတနက်နဲ့ပြစ်ပြီးတော့အဆုံးစီရင်ခဲ့တာပါနောက်ဆုံးမှာတော့မရေတွက်နိုင်တဲ့ဆင်းရဲဒုက္ခတွေအတွက်တာဝန်ရှိတဲ့သူကဘာကိုပျက်စီးခြင်းဆိုတဲ့ဇောက်ကမ်းပါရအောင်တကူတော်ခေါ်ဆောင်သွားခဲ့တဲ့ဟစ်တလာဟာဒီနီလန်းနဲ့ပဲတည်ဆုံသွားခဲ့ပါတယ်ဆိုတော့အာနာရှင်ကြီးရဲ့အဆုံးသက်ကဘလောက်တောင်တရားဖို့ကောင်းလိုက်တယ်လဲဒီလိုမျိုးဟစ်တလာရဲ့လုံရက်တွေကိုကြည့်ပြီးတော့သူကျူးလွန်ခဲ့တဲ့ကြောင်းမက်ဖွယ်ရာလုံဆောင်ချက်တွေကိုအတုမယူဘဲနဲ့သူလုပ်ခဲ့တဲ့လိုမျိုးရက်ဆက်ရုံမာမှုတွေထပ်မဖြစ်အောင် ကျမတို့တွေကကာကွယ်သင့်ပါတယ်။တမိုင်းကနေသင်ကန်းစာမယူနိုင်တဲ့သူတွေကတော့အဲ့ဒီချိန်တုန်းကလိုမျိုးအမားမျိုးကိုထက်ခါထက်ခါကျူးလွန်တက်ကြပါတယ်။ဒါကြောင့်မလို့နာစီတွေကျူးလွန်ခဲ့တဲ့ရက်ဆက်ရုံမာမှုတွေကိုလူတိုင်းကတော့မမေ့လျော့သင့်ပါဘူး။ဒါမှသာဟစ်တလာလုပ်ခဲ့တယ်လို့မျိုးလူမျိုးတုံးတက်ဖြတ်မှုတွေလည်းထပ်မဖြစ်လာမှာပါအဒော့ဖ်ဟစ်တလာလိုမျိုးတမိုင်းဝင်ပုံကိုတွေအကြောင်းလေးလာတဲ့အခါမှာဆိုရင်တမိုင်းဝင်ဖြစ်ရတွေပြင်သူတို့လုပ်ရတွေရဲ့အကျိုးဆက်တွေနဲ့တမိုင်းတွေကနေအတူယူနိုင်ပါတယ် ဟစ်တလာက1933ခုနှစ်ကနေ1945ခုနှစ်ထိနာဇီဂျာမနီရဲ့ခေါင်းဆောင်ဖြစ်ခဲ့ပြီးတော့အဲဒီကာလဟာဒုတိယကမ္ဘာစစ်နဲ့လူမျိုးတုံးတပ်ဖြတ်မှုရဲ့ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ထင်ရှားခဲ့ပါတယ်။ပြောရမယ်ဆိုရင်ဟစ်တလာရဲ့လွှမ်းမိုးမှုကဒီမိုကရေစီအဖွဲ့အစည်းတွေရဲ့အရေးပါမှုနဲ့လူတအူဒါမှမဟုတ်အုပ်စုတစုရဲ့လက်ထဲကအာဏာကိုချိန်ဆထိန်းသိမ်းဖို့လိုအပ်ကြောင်းကိုမိမောင်းထိုးပြနေတာပါ။ဟစ်တလာနဲ့နာဇီပါတီဟာပြည်သူအမြင်ကိုလှည့်စားဖို့ တရင်မားတွေကိုဖြန့်ဝေဖို့နဲ့အမုံတရားနဲ့ကြောက်ရွံ့မှုကိုလှုံ့ဆော်ဖို့အတွက်ဝါရားဖြန့်ချီရေးကိုထိထိရောက်ရောက်အသုံးပြုခဲ့တာပါ။ဒါကြောင့်ဝါရားဖြန့်ချီရေးရဲ့စွမ်းအားကတော်တော်ထိရောက်တယ်ဆိုတာကတော့အသေးချပါပဲ။ဂျူး၆တန်းကိုစနစ်တကျတက်ဖြတ်ခဲ့တဲ့နာစီတွေကတခြားမလိုလားတဲ့သူတွေကိုလည်းတုတ်တင်ခဲ့တာမို့လို့အမုံတရားနဲ့လူမျိုးရေးခွဲခြားမှုဟာကြောက်မက်ဖွယ်အကျိုးဆက်ကိုဖြစ်စေပါတယ်။ဒါကြောင့်မလို့နိုင်ငံတကာအတိုင်းဝိုင်းကနာစီပါတီရဲ့အာဏာချဲ့ထွင်မှုကို ထိထိရောက်ရောက်နဲ့ဈာဝင်တားဆီးဖို့ပြက်ကွက်ခဲ့တာမို့လို့ပြိပခါတွေနဲ့လူခွင့်ရေးကိုကာကွယ်ဖို့အတွက်နိုင်ငံတကာရဲ့စူပေါင်းအင်အားလိုအပ်ပါတယ်။လူမျိုးတုံးတက်ဖြတ်မှုနဲ့ဒုတိယကမ္ဘာစစ်ရဲ့မယုံနိုင်စရာကြောက်မက်ဖွယ်အဖြစ်ပြက်တွေကြားမှာအသက်ရှင်ကြံရစ်သူတွေနဲ့ခုခံတုံ့လန့်ခဲ့တဲ့သူတွေရဲ့ဘဝကဆိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်ရနေတဲ့အချိန်မှာတောင်ခန္ဓာရည်မြင်မာတဲ့လူဆွမ်းအားကိုပြသနေပါတယ်။ဆိုတော့ဟစ်တလာနဲ့နာစီပါတီအကြောင်းကိုလေ့လာရင်တမိုင်းကိုမမေ့ဖို့နဲ့ ဖက်စစ်အာဏာရှင်စနစ်အမုံတရားနဲ့ခွဲခြားဆက်ဆံမှုတွေထပ်မပေါ်ပေါက်လာဖို့လိုအပ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုကြည့်ခဲ့ကြတဲ့မိတ်ဆွေတို့ကရောသမိုင်းဝင်လူသက်သမားကြီးဖြစ်တဲ့ဟစ်တလာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးချင်မြင်ယူဆချက်တွေရှိလဲဆိုတာကိုအောက်က comment မှာမျှဝေပေးသွားလို့ရပါရှင်။ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။